အားလုံးပဲမင်္ဂလာပါညာကျွန်တော်တို့ရဲ့ပုံမှန်တစ်ဆက်နေရဖြစ်တဲ့တော်လန်ဝေဘန်လေးကန်ကြတဲ့တော်ဝေလေးအစီအစဉ်ကနေအားလုံးကိုပြန်လည်ကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လင်ထောင်းနဲ့နှစ်ယောက်ထုံးစံအတန်းကျွန်တော်တို့လက်ရှိနိုင်ငံရဲ့ကျွန်တော်နိုင်ငံရဲ့လက်ရှိစီးရေးနိုင်ငံရေးစတဲ့ကိစ္စတွေကိုကျွန်တော်တို့ညီကိုနှစ်ယောက်ကနေမှတပြောဆိုသွားမှာဖြစ်ပါတယ်မင်္ဂလာလင်ထောင်းရေမင်္ဂလာပါကိုဆိုတော့ဒီနေ့ရောတွေဒီနိုင်ငံရေးစီးရေးဆိုတာတဲ့ပေါ့နော်အကြီးကတော့ပြောတင်တာကတော့အဲသတင်းတွေမှာလည်းဒါလင်ထောင်းနဲ့ဖတ်လိုက်မှာပါဒီ အားတို့2021ဒီအရေးကြီးကာလမှာဒါလူလူတိမြထင်ရှားခဲ့တဲ့ကိုဝေမိုးနိုင်ပေါ့နော်အပန်တာလေးဒါသူတို့ဆိုလို့ရှိရင်ဒါဒီနေ့မှဆိုသူတို့တွေဒါထောင်ရွှေ့ပြောင်းလာတယ်ဖြစ်လာတယ်ပေါ့နော်မန္တလေးထူပြောင်းသွားတယ်မန္တလေးဥပဒေတောင်ပြောင်းကြတယ်လို့လည်းပြောတယ်ဒါအကျဉ်းသား200ချောလောက်လေပါတယ်လို့လည်းသိရတယ်အပြောင်းရှိမှုမှာဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လက်ရှိနိုင်ငံရေးအကျဉ်းသားတွေပေါ့နိုင်ငံချင်းပေါ့နော်ယုံကြည်မှုတစ်ခုအတွက်နဲ့ဒါမှတရားအကျဉ်းကြခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကဒီမြန်မာနိုင်ငံအနှံ့အပြားမှာဒါရှိနေသေးတယ် စစ်ကောင်စီကစစ်ကောင်စီထိန်းချုပ်လို့ရတဲ့နေရာမှာရှိအချင်းထောင်အသီးသီးမှာရှိနေသေးတယ်။အစိုးရဆိုလို့ရှိရင်လည်းဒါတက်ရှိထင်ကြားရှိသလိုအစိုးရဆိုလို့ရှိရင်လည်းဒီအချင်းထောင်ထဲမှာပဲဒါစေကူတမှုမရမှုတွေအကြောင်းကျမရေးဆောင်ရှောက်မှုတွေမရတဲ့အကြောင်းသိဆုံးသွားရတယ်ရှိတယ်။ဆိုတော့အခုလက်ရှိဒါကိုဝေမွန်းနေဆိုလို့ရှိရင်လည်းဒါငါတို့ငါတို့တရားလောက်ကတော့သူကျန်းကျန်းမာတော့ရှိရဆိုပေမဲ့လည်းအာသူအရင်သူဒီစပြီးတော့သူအချင်းထောင်ရောက်တဲ့အချိန်မှာတော့သူ့ ဘယ်လိုပြောမလဲဒီရိုင်းနဲ့ခံရတာလည်းရှိတယ်ဆိုတော့လက်ရှိမှာလည်းစစ်ကောင်စီကအလုံးသိရတယ်မရွေးကောက်ပေးရတယ်လို့တော့မှာဆိုတော့ဒီအချင်းသားတွေဘယ်လိုမျိုးပြောင်းတာရွှေ့ရနဲ့ပတ်သက်ပြီးတော့လက်ရှိနိုင်ချင်းနဲ့ပတ်သက်ပြီးတော့နင်းထောင်အောင်နေနဲ့ဘာပြောတင်တာရှိလဲဟိုပထမဆုံးကိုဝင်မှုနိုင်အကြောင်းအရင်ပြောရမယ်လို့ထင်တယ်ဗောနော်အာဘာဖြစ်လဲဆိုတော့အာဒီနေ့ကိုဝင်မှုနိုင်တရင်ထွက်လာတယ်အော်ကိုဝင်မှုနိုင်ကကျွန်တော်လွန်မြောက်နေပြီရောက်တဲ့လေးလပိုင်းတဲမှာပဲ အာကျွန်တော်ထင်တယ်ဆယ်ရပိုင်းနောက်ပိုင်းမှာသူဖန်ခံရတယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဟောကျွန်တော်ထွက်လာတယ်အတော့သူ2008အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ပျောက် जा သပိတ်တစ်ခုမှာအာမုံရပါဗောနော်မုံရပျောက် जा သပိတ်တစ်ခုမှာသူတရားဟောတယ်သပိတ်တရားဟောတယ်အာပြီးတော့ကျတော့တိတ်မကြောက်ဘူးအာသူအဲ့လိုဟိုဗောနော်သပိတ်ပျောက် जा သပိတ်တစ်ခုရဲ့အပြန့်မှာအာဖန်ခံရတယ်ဗောနော်ဖန်ခံရအောင်မှာရိုးဖန်ခံရမှာမဟုတ်ဘဲနဲ့ အာစီးလာတဲ့ဆိုင်ကယ်ကိုအာပြစ်တိုက်ပြီးတော့ဘောနော်ဖမ်းသွားတာပေါ့နောက်ပြီးတော့သူ့ကိုဖမ်းသီးရမိတဲ့အချိန်မှာလက်ပြဘုံတွေဘာတွေနဲ့ဖမ်းသီးရမိတယ်ဆိုပြီးတော့ဟိုပြောင်းလဲပြောင်းစားလုပ်တယ်ပေါ့နော်ပြောင်းလဲပြောင်းစားလုပ်တယ်ကျွန်တော်မမေးရသူဒီမဝင်ခင်မှာပဲသူတကြံတကြံအတွက်တန်ချက်တွေပါတွေတိုက်သွားသေးတယ်အဖဗီဒီယိုတော့ကျွန်တော်ကြည့်လိုက်ရသေးရပါတော့အဲ့တော့ဟိုပြောပြောချင်တာကအာဘာလဲဆိုတော့ကိုဝင်မိုးနိုင်ဆိုတာဟိုចောင်းသား အဲတမကတွေထဲမှာအာနောက်ပြီးတော့ចောင်းသားကောင်းဆောင်တွေထဲမှာထင်ရှားတဲ့သူတူဖြစ်တယ်အဲသူနဲ့အတူတူရုံးကန်လှူရှားခဲ့တဲ့အာចောင်းသားကောင်းဆောင်တွေလည်းအာယနေ့အချိန်ထိလူလူနဲ့အတူတိုက်ပွဲဝင်သေးလို့အာကျွန်တော်တို့အာမြင်နေရတယ်တွေ့နေရတယ်အဲဒါမဲ့သူကတော့စစ်တပ်ရဲ့ရဲဆက်ဆက်အာဖမ်းဆီးခြင်းကိုခံရတယ်ရဲဆက်ဆက်နှိပ်စက်ခံရတယ်နောက်ဆုံးသူ့ကိုဒီဖမ်းခံရတဲ့အချိန်မှာမျက်နှာတွေဖူးယောင်နေရတာဆိုကျွန်တော်တွေ့ရတယ်နောက်ပြီးတော့သူ့မှာမပါဝါတဲ့ပစ္စည်းတွေနဲ့ ်ခွင်းစင်ပြီးတော့လှုပ်ကြံခြင်းတွေကိုကျွန်တော်တို့ခံရတယ်။နောက်ပြီးတော့မတရားနှိရှေထောင်ထမ်းတွေကိုအခုချိန်ထိချလာခြင်းခံရတယ်ပေါ့နော်။အဲ့တော့အင်းစိန်ပြီးရင်နာမည်ကျော်ထောင်နောက်တစ်ခုပြောမှဆိုရင်အိုဘူအိုအိုဘူပေါ့နော်။အိုဘူအဲဒီနေ့အိုဘူဘက်ကိုပို့တယ်ပေါ့နော်။အဲ့တော့အာပြောမယ်ဆိုကျွန်တော်တို့အာဒေါက်တာဆောင်မြင့်မောင်အာတည်ဆုံးခဲ့တာလေအိုဘူထောင်ထဲမှာပဲ။အိုဘူထောင်ထဲကအာမတရားခံနေရတဲ့နိုင်ချင်းတွေရဲ့အတန်တွေလည်း အာကျွန်တော်တို့တောက်လျှောက်ကိုကျွန်တော်တို့ကြားရတယ်အာမင်းရကြားရတွေတွေ့ရတာတွေကအာကျွန်တော်တို့တဲ့အဆင်မပြေဘူးဒါပေမဲ့အာကျွန်တော်ဒီနေရာမှာတခုပြောချင်တာကနိုင်ချင်းပေါ့နော်နိုင်ချင်းလို့သတ်မှတ်ထားတဲ့ဒူတွေထဲမှာအာကျွန်တော်တို့အမေစုကစပြီးတော့အများကြီးပဲပေါ့နော်နိုင်ငံရေးသမားတွေအများကြီးပါတယ်နောက်ပြီးတော့လူလူအတွက်လှုပ်ရှားယုံခံခဲ့တဲ့လှုပ်ရှားယုံခံရင်းနဲ့ပေါ့နော်ဟို ရုံးကန်ခဲ့တဲ့သူတွေအများကြီးပဲပါတယ်ပြောမယ်ဆိုထောင်ထဲမှာသူရဲကောင်းများစွာရှိတယ်လူလူတို့တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းများစွာထောင်ထဲကိုရောက်နေတယ်တခိုးသမီးမတိန်ကောင်တွေမပါဘူးနော်အဲတော့ပြီးတော့ဟိုးရောင်ဒီရောင်ကောင်တွေမပါဘူးဘောမတဲ့ကောင်တွေကလွဲလို့လူလူတို့တကယ်ကိုဟောပေါ့နော်ဟိုနိုင်ချင်းတွေအလှူရှားခဲ့တဲ့နိုင်ချင်းတွေများစွာရောက်နေတယ်အာဒီအပိုင်းတွေတော့ဟိုတလောကဆိုမျက်စိမတင်တာတခုရှိတယ်အာဒီမင်းရသာဆိုတဲ့ကောင်ပေါ့နော်ဒီကောင်တို့ အကျံပတ်တပြအကျံပတ်ရက်ဆက်စွာရိုင်းနှက်တဲ့လူခွင့်ရုပ်ချိုးဖောက်တဲ့လူတူးနေနဲ့နောက်ဆုံး DKB လို tag over ပေါ့နော်ဟို EO တခုကနေဖမ်းဆီးပြီးတော့အာဒီကောင်းကိုတရားဟိုပါဘောနော်ရဲလက်ထဲပြန်အပ်ပြီးတော့အခုချိန်ထောင်ကြနေရလို့ကျွန်တော်တို့သိရတယ်အဲ့တော့ဟိုအဲ့လိုကောင်းတွေကတန်းစီလုတ်ပြီးတော့နိုင်ချင်းတွေအများကြီးကိုနှိပ်စက်နေတာတွေပါကျွန်တော်တို့အတန်ကြားတယ်အဲ့တော့ကျွန်တော်တို့ကတခုပေါ့နော်ကျွန်တော်တို့နိုင်ချင်းတွေအတွက်အာ တရားမျှတမှုဆိုတာထောင်တွေထဲမှာပျောက်ဆုံးနေနိုင်ငံတွေအတွက်ခံနေရတဲ့ပြစ်မှုတွေစရာမတရားမှုတွေဆိုတာကိုကျွန်တော်တို့အားလုံးသိကြတယ်လူငင်းချမ်းသာဝင်ပေးတိုင်းမှာနိုင်ငံတွေမပေါ့ပါတဲ့သူအနေချင်းတော့ရှင်းရှိလိုက်မယ်သူတို့နိုင်ငံရေးအရာတချို့သူတွေကိုပြန်လွှတ်ချင်းလွှတ်လိုက်မယ်ဒါပေမဲ့မတရားခံနေရတဲ့နိုင်ငံတွေဘယ်သောအခါမှမပါခဲ့ဘူးထောင်ထဲမှာနှိပ်စက်ခံနေရတဲ့နိုင်ငံတွေ မပေါ့ကျွန်တော်တို့ကတခါလေကြာရင်နိုင်ကျင်းတွေကိုကျွန်တော်တို့မေ့လျော့နေကြနိုင်ငံကြီးချင်းသားဟိုးနာဝတနာအဖလက်ထဲကမြန်မာနိုင်ငံနိုင်ငံကြီးချင်းသားမရှိပါဘူးနိုင်ငံကြီးအချင်းသားမရှိပါဘူးလို့ပြောခဲ့ပေမဲ့လည်းယနေ့ချင်းနိုင်ငံကြီးအချင်းသားတွေကဆက်ရှိနေကုန်မယ်ကျွန်တော်နိုင်ငံမှာ မတရားမှုကိုမတရားပါဘူးလို့ပြောတဲ့သူကိုနိုင်ငံကြီးချင်းသားလို့ကျွန်တော်တို့ပြောလို့ရတယ် မတရားဘူးဒါကမတရားဘူးလူ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 တွေကိုပြောတယ်လူတွေကြားထဲမှာပြောကြတယ်တပိတရားတွေဟောကြတယ်မတရားမှုတို့တိုက်ပွဲဝင်ကြတယ်ဒီလူတွေကိုစစ်တပ်ကနေပြီးတော့ညှဉ်းပန်းတယ်နှိပ်စက်တယ်တတ်ဖြတ်တယ်နှီးပေါင်းစုံနဲ့စစ်ကြောရေးခန်းထဲမှာတည်ဆုံးသွားတဲ့လူတွေအများကြီးပဲတမယမှုတွေကျူးလွန်တဲ့ကောင်တွေကိုစစ်ကြောရေးခန်းထဲကိုမပို့တဲ့အချိန်မှာ လူလူအတွက်တိုက်ပွဲဝင်နေတဲ့သူတွေကိုစစ်ကြောရေးခန်းတွေထဲမှာဝိပလာကိုပလာတခြားဘောနီးပေါင်းမျိုးများစွာနဲ့လိမ်မှုကိစ္စတွေရောတခြားဥစ္စာတွေရောဘောင်းစုံများစွာနဲ့နှိပ်ဆက်ပြီးတော့ခွေးလိုထားပြီးတော့နှိပ်ဆက်ခံရတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးကျင်းသားပေါင်းများစွာယနေ့အချိန်ထိရှိကြသေးတယ်။နောက်ဆုံးလူလူအတွက်တိုက်ပွဲဝင်ကြတဲ့ဦးချင်းမီတို့ကိုစီဟာတော်တို့ကိုနောက်ပြီးတော့သူတို့နဲ့အတူတခြားသူရဲ့ကောင်နှစ်ဦးကိုကျွန်တော်တို့ကြိုးစင်တင်ပြီးတော့ ်ရဲဆက်ဆက်တက်ဖြတ်ခဲ့ကြတယ်ကျွန်တော်တို့နိုင်ခြင်းတွေအတွက်ကျွန်တော်တို့အလုပ်လုပ်ရမယ်ဒီဒေါ်လာရင်းအောင်မှဒီနိုင်ခြင်းတွေလွတ်မှာအခါကြီးရကြီးနိုင်ခြင်းတွေများပါမလားပါမလားဆိုပြီးစောင့်မျှော်နေနိုင်ငံရေးကျင်းသားမိသားစုတွေထောင်ပူးဝတွေရှေ့မှာအများကြီးရှိတယ်ဒီလူတွေရဲ့မျော်လင့်ချက်ကိုစစ်ကောင်စီကပေးတဲ့လူငယ်ချမ်းသာခွင့်တစ်ခုဆိုတဲ့စာရွက်အောက်မှာကျွန်တော်တို့သွားရှာလို့မရဘူး အဲသူတို့အတွက်လွန်ငင်းချမ်းသာခွင့်ကိုကျွန်တော်တို့ရဲ့တော်လှန်ရေးအောင်မြင်မှုကနေပေးမှရမှာတေးရတဲ့ဒီနေ့ရွှေခံလိုက်ရဲ့ကိုဝေမိုးကိုဝေမိုးနိုင်တို့ပြန်မလွတ်ရဲဘူးပြန်မလွတ်ရဲဘူးအမေစုပြန်မလွတ်ရဲဘူးဦးဝင်းမြင့်ပြန်မလွတ်ရဲဘူးတမရာကြီးတခြားသူတွေများတော့မလွတ်ရဲဘူးမလွတ်ရဲဘူးဘာကြောင့်မလွတ်ရဲလို့လို့ပြောမယ်သူတို့ဒီလူတို့ထောက်ခံတဲ့သူတွေအပြည်သူချစ်တဲ့သူတွေအပြည်သူကြားရင်းမှာ ြည်သူတွေအတွက်အလုံးလုံးတဲ့သူတွေအဒီလူတွေကိုသူတို့တွေကြောက်ကြပါလေဒါကြောင့်မလို့လေနိုင်ငံရေးအချင်းသားတွေကိုဖိနှိပ်ဖို့နှီးပေါင်းစုံနဲ့တခိုးသမားတွေကိုတန်းစီခန့်ပြီးတော့သူတို့အလိုကျနှိပ်စက်နေတာကိုထောင်ရင်းကအတန်တွေကိုအုပ်နေရဲ့အပြင်ဘက်ကိုခဏခဏထွက်ပေါ်လာတာကိုကျွန်တော်တို့ကြားရမှာပါအဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံရေးအချင်းသားလူထုအတွက်တိုက်ပွဲဝင်ပြီးတော့စစ်ကောင်စီလက်တွင်းကိုကြားရောက်နေတဲ့ကျွန်တော်တို့သူရဲကောင်းတွေအတွက်ကျွန်တော်တို့အားထုတ်ရပါမယ်ကျွန်တော်တို့အောင်မြင်မှာ သူတို့လွတ်မြောက်မယ်ဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေအာတိကြပါမြင်ကြပါဒါကြောင့်မလို့လဲလွတ်မြောက်ရေးအတွက်မိမိရောမိမိတို့အတွက်ကြိုးစားတဲ့သူတွေရောလူတို့တစ်ခုလုံးလွတ်မြောက်ရေးအတွက်တတ်နိုင်တဲ့နေရာကနေဒီဒေါ်လာရေးကိုဆင်နွှဲကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာကိုဟုတ်ဒါဒါအင်းထောင်ပြောတော့လို့ပေါ့ဒီငါတို့ကဒီဘုတ်နိုင်အောင်တိုက်မှာပဲတရှိဒီနိုင်ချင်းတွေဖြစ်နေနိုင်ငံရေးအကျဉ်းသားတွေပေါ့နော်ယုံကြည်မှုအတွက်ဒါ ဒီအရင်တခံလေးရတဲ့ပြည်သူ့ဘက်မှာရက်တဲ့ပြည်သူ့ဘက်မှာရက်ခဲ့တဲ့ဒီလိုမျိုးသူရဲကောင်းတွေကစစ်ကောင်စီရဲ့ဒီထိန်းချုပ်မှုဒီဒီမှာရှိတယ်ဆိုတော့ဒါတွေကလေကိုရီးယားကအပြင်ကလူတွေကနိုင်အောင်တိုက်မှသူတို့ကလုံးမြောက်မဆူရလေဒါလည်းထောင်ပြောခဲ့ဒါတော့ခဲ့တယ်လို့ပေါ့နော်ဒါတကယ်လို့မှန်ပါတယ်ဆိုတော့အဲ့ဒီမှာနောက်တစ်ခုကထပ်ပြီးတော့ဟိုပြောချင်တာကဘာလို့လဲဆိုတော့လက်ရှိသူတို့ကဒီရွေးကောက်ပွဲဆိုဟိုလုပ်မယ်ပေါ့နော်အာပြီးခဲ့တဲ့ဒီ ASEAN မှာ ဈေးဦးမှာဆိုရှင်ပြောခဲ့တယ်အမေစုမပါဘဲနဲ့အမေစုမလွတ်ပြမယ်အမေစုတို့သမရဦးမင်းတို့မပါဘဲနဲ့ဒီရွေးကောက်ပွဲသူလုပ်မယ်ဆိုပြီးဒီရွေးကောက်ပွဲကပြင်းလင်းမြင်တာမရှိဘူးနောက်ပြီးတော့ဒါဟိုဘယ်လိုပြောမလဲဟိုမမြတောက်ဘောနော်ဆိုတော့ဒါဟိုလေဒါအာဆီယံမှာပြောခဲ့သလိုဒါကုလသမဂ္ဂမှာလည်းဒါပြောခဲ့တာရှိတယ်ဆိုတော့မေစုကိုစစ်ကောင်စီကလွတ်ပြေးမှာအရင်ကြောက်တယ်ငါတို့သိရတယ်လို့ဆိုလို့ရှိရင်ဘောနော် ်ပမေစုကိုထုတ်ပြရမယ်အရန်ကြောက်တယ်နောက်ဆုံးမေစုကဒီနိုင်ငံရေးတဲမှာပါလာမှာဘောလို့သူအရန်ကြောက်တယ်ဆိုတော့ဒီလိုမျိုးခရီးတွေပေးနေဒါတော့မှစစ်ကောင်စီကအမေစုနဲ့ပတ်သက်ပြီးတော့တည်င်းလုံးဝမဟာဘဲနဲ့သူတို့တွေကဒီသူတို့ဒီရုံမြဲတဲ့သူတို့လုံနေပေါ့နော်ဟုတ်ကယူမဆိုင်ဘူးကွာမြန်မာအာဆီယံမကောက်လို့ကဘာမြန်မာပဲပြောပြပြောခေါင်းလေးကယူမဆိုင်ဘူးဆိုတော့ဒီလိုမျိုးလေးလုံရတဲ့နေပတ်သက်ပြီးတော့နှောင်းနေတယ်ဘယ်လိုပြန်ပြီးထပ်ပြီးခေါင်းလေးဝေဖန်ခြင်းလဲအမေစုတို့ တမလာကြီးဦးဝင်းမြင့်တို့ဆိုတာအာကျွန်တော်နိုင်ငံရဲ့လီဒါတွေပါအပိုပိုပြီးတော့ဖီဂါအနေနဲ့ပြောရမယ်ဆိုအမေစုပါနော်မေစုဆိုဒါမကြခင်ဇွန်လ16ရက်နေ့အသက်80ပြည့်တော်မှာပါသူဘွားရဲ့ထက်ဝက်ဒီအာကျွန်တော်နိုင်ငံအတွက်ပေးဆက်ပေးဆက်ထားတဲ့သူပါအာသူရဲ့ပေးဆက်မှုနဲ့အတူသူရဲ့ကြိုးစားမှုတွေဒီမိုကရေစီအတွက်လမ်းပြမှုတွေဒီမိုကရေစီအတွက်မဆုံးမနစ်ကြိုးစားမှုတွေဒါတွေအားလုံးကို ကျွန်တော်တို့မြန်မာနိုင်ငံကပြည်သူတွေအပြင်ကမ္ဘာကမ္ဘာမှာမြမအရေးကိုစောင့်ကြည့်နေတဲ့သူတွေဒါတွေအားလုံးကတိခဲ့မြင်ခဲ့တွေ့ခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အာအမေစုနဲ့တကွာနိုင်ငံကြီးအချင်းသားတွေကိုပြန်မလွတ်ဘူးအနောက်ပြီးတော့ပြည်သူတွေတောင်းဆိုတဲ့အရာတွေကိုမလိုက်ရောပေးဘူးမပေးအပ်သေး၍ဒီနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက်ပွဲတိုင်းဟာတရားမျှတမှု ရှိတယ်လို့ကျွန်တော်တို့ပြောလို့မရသလိုပြည်သူရဲ့တခဲနဲ့ထောက်ခံမှုတခဲနဲ့ပါဝင်မှုအားတစ်ခုကိုဘယ်တော့အခါမှရမှာမဟုတ်ဘူးဒါကလုံးဝကျင်းတယ်အခုလအာဆီယံရောကုလသမဂ္ဂရောသူတို့တွေပြောကြတယ်ဟောဘောတော့အဒီမှာရွေးကောက်ပွဲလုပ်မယ်ဟောဘောအာဆီယံဆိုလဲဟိုတစ်ဘက်ကမလေးရှားကကိုယ်တိုင်ပြောရွေးကောက်ပွဲလုပ်မရဘူးအစ်မပြေဘူး ဒီရွေးကောက်ပွဲကလူနှဲငယ်ပဲပါတဲ့ရွေးကောက်ပွဲပဲဖြစ်မှာအဲလူနှဲငယ်တော့မှအတင်းကျပ်စေခိုင်းတဲ့သူတွေနဲ့သူတို့ဘက်ကအာဘောနော်ရက်တဲ့ဘောမတွေနဲ့ဒီလောက်နဲ့ပဲသူတို့ရအောင်မရဘူးဒီနိုင်ငံမှာဟိုပြည်သူသဘောထားဟာဘလို့ပြောင်းနေပြီလဲဆိုတာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အမေစုဟာအာကျွန်တော်တို့နိုင်ငံမှာအာဘောနော်လူလူထောက်ခံမှုပါဝါအကောင့်တော့ ခေါင်းဆောင်တအူးဆိုတာကျွန်တော်တို့ညင်းလို့မရအောင်မေစုကိုဘယ်တော့ခါမှနိုင်ငံရေးကနေပြီးတော့ထုတ်ပယ်လို့မရအောင်မေစုကိုတိုင်ကလည်းအသက်တာအသေးခံွားမယ်နိုင်ငံရေးကထွက်မှာမဟုတ်ဘာကြောင့်နိုင်ငံရေးကထွက်မှာမဟုတ်လဲဆိုတော့သူဒီပြည်သူ့ရဲ့ခေါင်းဆောင်တအူးဖြစ်နေလို့ပါလူသူရဲ့ခေါင်းဆောင်တအူးဖြစ်နေခြင်းကြောင့်ပါနောက်တစ်ခုကအာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ယနေ့အချိန်ထိယာတူရှိနေစေဖြစ်ပါတယ် တရားပြည်သူအာဏာကိုလူယူထားတဲ့သူတွေနေနဲ့ဘာရွေးကောက်ပွဲမှချင်းပါချင်းကိုလူလူနေနဲ့လက်မခံဘူးဆိုတာကျွန်တော်တို့ပြောလို့ရပါအဲ့တော့သူတို့ကတော့နီးပေါင်းစုံနဲ့ကြိုးစားမှာပဲရွေးကောက်ပွဲကိုဟိုးအရင်မာဆာလာအာတခြားခစ်တွေကလို့ရွေးကောက်ပွဲကိုတနေရာတစ်ပြိုင်တည်းမှာတရက်ထဲမချင်းပါရဲပဲနဲ့ဟိုနေရာမှာတရက်ဒီနေရာမှာတရက်ဟိုနေရာမှာဘလောက်ဒီနေရာမှာဘလောက်ဆိုပြီးတော့ချင်းပါမဲ့အလားလာရှိပါတယ်။အော်ဒီလိုအလားလာတွေထဲမှာသူတို့အနေနဲ့မဲကိုမရရအောင်လိမ်ပြီးတော့တန်းရွှေခစ်ကလို့ပေါ့နော် ဟို2008ဟိုနာခဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အိမ်ကိုမေးဘူးတယ်အာကျွန်တော်အိမ်ရ2008ရွေးကောက်ပွဲပေါ့နော်အခြေခံဥပဒေရွေးကောက်ပွဲမှာမဲသွားထည့်ဘူးလားဆိုသူတို့မထည့်ဘူးတယ်ဒါအဲ့ဒါဆိုဘာလို့ပေါ့နော်ရာခိုင် နှုန်းတွေကအဲ့လောက်ထိများွားလဲသွားများထည့်လိုက်လားဆိုမေးဘူးတယ်ပေါ့နော်ဒါပေမဲ့သူတို့မထည့်ဘူးတဲ့အဲ့တော့ပြောပြောချင်တာပါလဲဆိုတော့ဟိုဟာပေါ့နော်အဲ့လိုပဲပေါ့နော်နာဂိ အခြေခံဥပဒေရွေးကောက်ပွဲလိုပဲအခု2008ဆိုတဲ့ရွေးကောက်ပွဲဟိုဟာအခြေခံဥပဒေရွေးကောက်ပွဲတော့လိုပဲဟိုလူ၁၀ရောက်လာထဲလဲ90ရာခိုင်နှုန်းတော့ရပါတယ်ဆိုပြီးတော့လိန်လဲပြီးတော့ကြေညာအောင်ပါသူတို့ကိုစောင့်ကြည့်မဲ့နိုင်ငံတွေကလည်းရုရှားတို့ဘီလာရုတို့တရုတ်တို့အဲသူတို့ဘက်ကအားပေးထောက်ခံတဲ့နိုင်ငံတွေကပဲစောင့်ကြည့်မှာပဲလူလူဘက်ကိုရက်တဲ့လူလူရဲ့စိတ်စေတနာကိုနားလေတဲ့နိုင်ငံရေးသမားတွေကလည်း ဒီရွေးကောက်ပွဲမှာပါဝင်မှာမဟုတ်ဘူးစစ်တပ်ဘက်ကိုကြည့်ပြီးတော့သူတို့အကျိုးစီးပွားကို လိုလားတဲ့ဥပမာဥကကိုကြီးတို့ဒေါ်တတ်တတ်ခိုင်တို့လို လူတွေအဲ့လိုရဲ့လူတွေအဲ့လိုလူတွေနဲ့မထူးခြားတဲ့သူတွေကပဲဒီရွေးကောက်ပွဲကိုဝင်ဖို့ကြိုးစားမှာဖြစ်ပါတယ်သူတို့ဖဲကိုသူတို့ချိုးပြီးတော့ဒီရွေးကောက်ပွဲကိုလုံလုံမှာဖြစ်ပါတယ်ဒါကအာကျွန်တော်တို့ငင်းစရာမရှိဘူးအာနောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဟို ဟိုပြောစရာမရှိဘူးအာဒါကလူလူအားလုံးတည်တဲ့ရွေးကောက်ပွဲတစ်ခုဆိုတာအာကျွန်တော်တို့အမြဲတမ်းအမြဲမပြတ်ကျွန်တော်တို့ဟိုဟာပေါ့နော်ဟိုအသေးချာစောင့်ကြည့်လို့ရပါတယ်အဲ့တော့တည်ကြတဲ့ဒီရွေးကောက်ပွဲဟာပေါ့နော်ဒီစစ်ကောင်စီကနေပြီးတော့မဲအောင်လိုင်းတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာအောင်မြင်မှာဘယ်တော့မဟုတ်ပါဘူးအောင်မြင်မှာဘယ်တော့မှမဟုတ်ပါဘူးအခုရပိုင်းသတင်းထွက်လာရှိတယ်မင်းအောင်လိုင်ကိုယ်တိုင်သူနဲ့နီးစပ်တဲ့စစ်ဘုတ်ချုပ်တွေကိုအရက်ဝဲလဲခိုင်းပြီးတော့အာရွေးကောက်ပွဲတဲ့ကိုဝင်ခိုင်းမယ်ဆိုပြီးတော့ ဘောနော်ဟိုပြောကြားနေတာတွေလည်းတွေ့ပါတယ်ဟုတ်ပါတယ်သူနာကလူတွေကိုပဲအနိုင်ရနိုင်တဲ့ဟိုရွေးကောက်ပွဲဟိုမဲဆန္ဒနယ်တွေမှာဝင်ပြိုင်ပြီးတော့သူဖဲသူချိုးပြီးတော့ဘောနော်သူကိုယ်တိုင်သွားမဲ့အဲဘောနော်သူကိုယ်တိုင်တံပရလှုပ်မဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တို့ငင်းနေရမှရှိပါဘူးတေးကြတဲ့အာနာရှင်စနစ်ရဲ့ရွေးကောက်ပွဲဟာဘယ်သောခါမှတရားမျှတမှု မရှိသလိုပြည်သူထောက်ခံတဲ့ရွေးကောက်ပွဲတစ်ခုဘယ်တော့ခါမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေနဲ့လည်းဒီရွေးကောက်ပွဲကိုဖြစ်နိုင်ရင်တခဲနဲ့စန့်ကျင်ကြပါမလို့စန့်နိုင်ရင်မဲမဲလက်မှတ်ကိုပယ်မဲထည့်ပြီးတော့ကျွန်တော်တို့မဲယုံကနေပြန်လာကြပါလို့ပဲကျွန်တော်ဒီညကနေပြောချင်ပါတယ်ဗျာကိုကော်တင်ထောင်ပြောသွားတာဒီအဟိုဒါတကယ်ဟိုဒါမှန်ပါတယ်ဗောနော်ဆိုတော့ဒီစစ်ကောင်စီရဲ့ ်ဒီအမေစုနဲ့ပတ်သက်ပြီးတော့စိတ်ကောင်းစီရဲ့သူထားရတဲ့သူရဲ့စိတ်သဘောထားသူကြောက်ရွံ့မှုတွေမြင်ရလို့ပြောအောင်ပေါ့နော်ဆိုတော့ဒါဒီနေ့ကတော့ကျွန်တော်ညီကိုမြတ်ပြောသွားတာကလက်ရှိကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့သူတို့ကိုကျွန်တော်တို့ဘယ်လိုမျိုးကယ်တင်ရမလဲသူတွေကိုလည်းကျွန်တော်တို့စိတ်ပူတယ်ဆိုတော့သူတို့လူမျိုးဘုရားကျွန်တော်ကြိုးစားမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ကျွန်တော်ဒါပြောဆိုတာဖြစ်ပါတယ်ဆိုတော့ဒါထုံးစံတိုင်းကျွန်တော်တို့အစီအစဉ်ရဲ့နောက်ဆုံးအနေနဲ့လင်းထောင်အနေမှာတော်လင်းပြည်သူတွေကိုဗာမျက်တက်ပြီးပြောချင်ပါသေးတယ်ခင်ဗျာ ကျွန်တော်တို့တွေဒီဒေါ်လာကြီးအောင်မှာကျွန်တော်တို့တွေရောကျွန်တော်တို့ရဲ့ဘဝတွေရောဆီယနာရှင်လက်အောက်ကကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့ဘဝအားလုံးအားလုံးလွတ်မြောက်မယ်ဆိုတာအာကျွန်တော်ကပြောလို့ရတယ်အဲ့တော့ဒါကတူးတယောက်တည်းအတွက်တော်လန်နေတဲ့ရွေးကောက်ဟိုဟာတော်လန်နေတဲ့တော်လန်ကြီးတခုမဟုတ်ဘူးအစစ်တပ်ကတော့နှီးမျိုးမျိုးစုံနဲ့ရွေးကောက်ပွဲအတခြားသောနှီးမျိုးစုံနဲ့ကျွန်တော်တို့လှည့်ပြားမှာပဲပေါ့နော်ကျွန်တော်တို့ရဲ့တတိထားဖို့လိုပါတယ်နောက်ဆုံးဟိုပေါ့နော်ဟိုကျွန်တော်တို့ဟာ အာဘောနော်ဟိုစစ်မရောက်ခင်မြားကုန်လို့မရသလိုဘောနော်ဟိုဘန်းနိုင်မရောက်ခင်တက်တက်မထောင်ပြီးပေါ့ကျွန်တော်တို့အရင်ရေးကြည့်ပါတယ်ကျွန်တော်တို့သွားနေတာလမ်းကြောင်းကဘာလဲတစ်ဖက်ကတိုက်နေတဲ့ view ဟာကဘာလဲဒါတွေကိုကျွန်တော်တို့နားလည်မှရပါမယ်ဒါတွေကထက်ထက်ခါခါပြောဘူးသားငါတို့သိပါတယ်ငါတို့သိပါတယ်ဆိုပြီးတော့ကျွန်တော်တို့တွေဒီကြားထဲမှာပဲလည်နေခဲ့တာဒီတော်လည်းကြီးမှလည်းခဏခဏကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်ဒါကြောင့်မလို့အားလုံးပဲသတိထားကြပါကျွန်တော်တို့တွေအဲဘောနော်ဟိုတော်လန်ยีဆိုတာ ်ဘောနော်ကိုတယောက်ထဲအတွက်မဟုတ်ဘူးကိုရဲ့မျိုးဆက်အတွက်ကိုရဲ့အနာဂတ်အတွက်ကိုမိသားစုရဲ့အနာဂတ်အတွက်အားလုံးအားလုံးအတွက်ဆိုတာပြောရင်းနဲ့ပဲကျွန်တော်တို့ညီကုံတယောက်ရဲ့ဒီညတော်လန်ဝေဗန်လေးကန်အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်သားကြပါလေတော်လန်ပြည်သူအားလုံးစိတ်လက်ကြည်သာသွားနဲ့ဖြတ်သန်းနိုင်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါခင်ဗျာ